တနင်္သာရီတိုင်းကမြိတ်တဝဲကားလမ်းမှာတိုက်ပွဲဖြစ်ပြီးကုန်ကားတွေဖြတ်တန်းခွေမရဘဲပိတ်မိနေတာကြောင့်ရေလမ်းကနေကုန်ပစ္စည်းတွေကိုတည်ယူပို့ဆောင်နေရတယ်လို့မြေမြုပ်ကံပြည်သူတွေက ပြောပါရယ်တဝဲခရိုင်တရချောင်းမြို့နယ်ရှိဝင်းဝရဲစခန်းကိုဧပြီလ16ရက်နေ့မှာတွန်လှိုင်းပူပေါင်းတပ်ဖွဲ့တွေတက်ခတ်ခဲ့ပြီးနောက်နှစ်ဖက်တိုက်တွေ့တိုက်ပွဲပြင်းထန်လာခဲ့ပြီးမြိတ်တဝဲကားလမ်းမှာကုန်ကားတွေကိုဖြတ်တန်းခွေပိတ်ပင်ထားလိုက်တာလို့ပြောပါရယ် တိုက်ပွဲကြောင့်မြိတ်တဝဲကာလန်ပိတ်ထားတာနှစ်ပတ်ခန့်ကြာပြီးဖြစ်တဲ့အတွက်ကုန်စိမ်းတွေပုတ်တိုးကပြက်လက်မှုမရှိအောင်ဒဝဲဘက်ကနေပိတ်မိနေတဲ့ကုန်ကားတွေကကုန်စိမ်းပစ္စည်းတွေကိုရေလမ်းကနေတွားရောက်သယ်ယူနေရတာဖြစ်တယ်လို့မြေမျိုးကံအမျိုးသမီးတယောက်ကပြောပါတယ်။ရေလမ်းကနေတဲတဲ့အတွက်လှေထဲကိုရေဝင်လာတဲ့ဆုံးရှုံးမှုတွေရှိနေတော့ဈေးနှုန်းတွေအပြောင်းအလဲရှိကြတယ်လို့ဆိုပါတယ်။ ကာလမိုင်းပိတ်ပြီးရပ်ပိုင်တွင်းမှာပဲကျအုပ်စင်းနှုံကျက်ရှိအထိတက်ခဲကတခြားကုတ်စင်းတွေလည်းဝဲလို့မရလောက်အောင်ပြက်လက်ခဲ့တယ်လို့မြို့ကန်တွေကသတင်းသိရပါတယ်ရှင်။